မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတောင်ကုန်မြို့နယ်ကေတုမဒီမြို့တဲမှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်930ထောက်ပံ့ရေးနဲ့ပို့ဆောင်ရေးတပ်ကို short တိုက်တုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဒီဇင်ဘာလ22ရက်နေ့မနက်3ည3ည9နာရီ30မိနစ်အချိန်မှာတောင်ကုန်မြို့နယ်ကေတုမဒီမြို့တဲမှာရှိတဲ့ထောက်ပံ့ပို့ဆောင်ရေး930တပ်ကို short တိုက်တုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာပျက်စီးဆုံးရှုံးမှုနဲ့တိုက်ဆုံမှုများကိုတော့စုံစမ်းနေဆဲဖြစ်ပြီးတော့ စစ်တပ်ကတပ်တွင်းထဲမှာဖုန်းလိုင်းများကိုဖြတ်တောက်ထားတယ်လို့သိရပါဗျ။တောင်ကုန်မြို့ကပြည်သူတို့ကလည်းဒီကနေ့မနက်အစောပိုင်းမှာပေါက်ကွဲတံများနဲ့ short tight ဒုံပစ်ခတ်တံများကိုကြားရပြီးတော့နေအိမ်များတုံခါသွားခဲ့ကြောင်းပြောဆိုထားပါဗျ။ဒီနေ့မနက်အစောပိုင်းစက်နန္နာ34မိနစ်မှာတပ်ပခတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲကို short tight ဒုံတွေပစ်ခတ်တံကိုကြားခဲ့ရပါတယ်။စုစုပေါင်း3ချက်ပါပြည်သူတွေတော်တော်များများလမ်းနှိုးကုန်ကြတယ်လို့ပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ကံပက်လက်မြို့မှာတပ်ဆွဲထားတဲ့စစ်သားနဲ့ရဲများအားလုံးဟာမနေ့ကည7:00နာရီအချိန်မှာမြို့ကနေဆုတ်ခွာသွားတဲ့အတွက်ကံပက်လက်မြို့ကိုပြည်သူများနဲ့တော်လိုင်းတပ်များကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ22ရက်နေ့ည7:00နာရီအချိန်မှာကံပက်လက်မြို့ကစစ်သားနဲ့ရဲများအားလုံးကကံပက်လက်မြို့ကနေစတင်ဆုတ်ခွာသွားပြီလို့သိရပါဗျ။မြို့ပေါ်မှာရှိတဲ့တပ်စခန်းအားလုံးကနေဆုတ်ခွာသွားခြင်းဖြစ်ပြီးတော့ကံပက်လက်မြို့မှာ ဗာစစ်ကောင်စီတက်မှာမကြံတော့ဘူးလို့သိရပါဗျ။စစ်သားနဲ့ရဲတွေအားလုံးကံပတ်လက်ကနေပြီးတော့ဆုတ်ခွာထွက်ပြေးသွားတာအဲ့ဒါကြောင့်မနက်ပိုင်းမှာကံပတ်လက်မှာဗာစစ်တက်မှာမရှိတော့ဘူး။အခုတော့ချင်းကြီးနောက်တပ်ဖွဲ့ဝင်တွေအားလုံးနေရာဝင်ယူထားလိုက်ပြီးတိုက်ပွဲလည်းမဖြစ်ဘူးတနက်တန်လည်းမကြရပဲနဲ့ကံပတ်လက်မြို့နယ်တစ်ခုလုံးကိုတော်လိုက်တက်တွေကတင်းလိုက်တာလို့ကံပတ်လက်မြို့အခြေစိုက်ဒေသခံသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်လက်ရှိကံပတ်လက်မြို့တစ်ခုလုံးမှာချင်းကြီးနောက်တပ်ဖွဲ့များကသာစိုးမိုးထားပြီးတော့စစ်ကောင်စီရဲ့တပ်ဆက်ခန်းများကိုနယ်မြေရှင်းလင်းရေးတွေပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်တစ်ခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်တဲ့မှတ်တမ်းဓာတ်ပုံများကိုအရခတက်တော် AA ကဒီကနေ့မှထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်တောင်ကုန်းအခြေစိုက်အမှန်ငါးဆက်စင်ရေးကိုကဲမှုဌာနချုပ်စကခ9တပ်မဌာနချုပ်ခမရ944ခမရ346အပါဝင်စစ်ကောင်စီရဲ့တပ်စခန်းများအလုံးကိုဒီဇင်ဘာလ14ရက်နေ့ညနေ4:30မိနစ်အချိန်မှာအရခတက်တော် AA က အပိသက်တိုက်ခိုက်တိမ့်ပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်အေအေကပလဝမျိုးပောက်တော်မျိုးမင်းများမျိုးမြအူးမျိုးကြောက်တော်မျိုးမြေပုံမျိုးပုံနာကျော်မျိုးရံပြဲမျိုးရတိတော်မျိုးဘူးတိတော်မျိုးတန်တွဲမျိုးတောင်ခုံမျိုးနဲ့မောင်တော်မျိုးတို့ကိုတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့သိရပါဗါ။လက်ရှိအချိန်မှာလဲကွားမျိုးနဲ့အတွဲမှာရှိတဲ့စစ်ကောင်စီတပ်များကိုအရခတ်တပ်တော် AA ကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးတော့ကွားမျိုးရဲ့၃ပုံ၂ပုံငန့်ကိုလဲ AA ကတိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်လို့သိရပါဗါ။ဒါကြောင့်ကွားမျိုးကိုအပိသက်တိမ့်ပိုက်ပြီးစီးပါက အေအေကဆက်လက်သိမ်းပိုင်နိုင်ရန်စစ်တွေကြောက်ဖြူနဲ့မန်းအောင်သုံးမျိုးသားကြားရှိတော်မှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခမောင်းနောက်ထပ်တင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်တရက်ကွာရွာပြူစောတိစခန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့စစ်တပ်စစ်ကူများကိုချိန်မုံခဲ့ရမှာစစ်ကောင်စီဘက်ကစစ်ဗိုလ်တအူးအပါအဝင်14ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ီသမားလာ19ရက်နေ့မနက်6နာရီအချိန်ကစတင်ပြီးတော့မြန်မြုံနယ်တရက်ကွာရွာပြူစောတိစခန်းကိုတော်လိုင်းပူပေါက်တပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်ကလေချောင်းပစ်ကူပေးပြီးတော့တော်လကောင်းမြန်မြုံမှာတပ်ဆွဲထားတဲ့အင်အား150ခန့်ပါတဲ့စစ်ကူစစ်ကြောင်းလွှတ်ပြီးတော့တော်လကောင်းအပြင်းထန်ခုခံခဲ့တော့လေဒီသမားလာ21ရက်နေ့မှာအပိသက်သိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါဗျ။မြန်မြုံကနေစစ်ကူပေးရန်ရောက်ရှိလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဒီသမားလာ19ရက်နေ့မနက်9နာရီခန့်မှာတချိန် နေ့လယ်၁၂နာရီကမှတကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကဗိုလ်တအူးအပါအဝင်၁၄ဦးတေဆုံးကအယောက်၃၀ခန့်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ မြန်မျိုးအတွင်းကိုပြန်လဲဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျာအကြမ်းဖက်စစ်ကောင်စီတိုက်ရဲလေးချောင်းတိုက်ခတ်မှုကြောင့်လူနေအိမ်၁၀လုံးကပျက်စီးခဲ့ရပြီးတော့တရက်ကွာရွာပြူစောတိစခန်းကိုတိမ့်ပိုက်တဲ့အချိန်မှာပြည်သူကာကွယ်တပ်ဖွဲ့ဝင်၂ဦးတိုင်းပြည်နဲ့ပြည်သူလူထုအတွက်မြင့်မြတ်စွာအသက်ပေးလူသွားခဲ့ရတယ်လို့သိရပါဗျာအဲ့ဒီစစ်စင်ရေးကိုမြိုင်ပကဖပောက်ပကဖမြိုင်ပောက်ကံမပကဖတရင်အမတ်၁နှစ်တရင်ပခုတ်ကူခရိုင်အမတ်၂၆၁၄၅စက်ခွန်တရင်များအညာမြေတပ်ပေါင်းစုကံမတပ်ပေါင်းစု PLC တပ်ပေါင်းစု A+ စုဖွဲ့မှုပခုတ်ကူစုဖွဲ့မှုတိုက်ရဲဝင်းပလေးတောက်ကြားတပ်ဖွဲ့ဂလုံပြည်သူကာကွယ်တပ်ဖွဲ့ဒါမင်းကြီးတပ်ဖွဲ့ကိုအောင်ကြီးတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပခုတ်ကူခရိုင်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းများပြူစောတိစခန်းများကိုအချိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်ပြီးတော့အသက်မသေးခြင်းတဲ့သူတွေအလင်းဝင်ခြင်းတဲ့သူတွေကောင်းမွန်စွာလောက်ကင်စားတောက်ခြင်းနဲ့ပြူစောတိများစစ်သားများအနေနဲ့အများဆုံးအလင်းဝင်ပြီးတော့ပူးပေါင်းကြရန်တိုက်တွန်းထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်မှာအမ်းမြို့နယ်ဘက်ကိုစစ်ကူသွားရောက်မဲ့စစ်တပ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က14ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီသမားလာ20ရက်နေ့မနက်ပိုင်း၈ :48 မိနစ်အချိန်မှာမကွေးတိုင်းငဖဲမြို့နယ်ဆက်စီကျေးရွာအနီးဝက်ဆကျင်းလမ်းစုံမှာအမ်းမြို့ကိုစစ်ကူသွားရန်ရှေ့ပြေးကင်းထောက်လာတဲ့စစ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှေ့ပြေးကင်းထောက်အင်အားဟာဗိုလ်ကြီးတအုပ်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်32ဦးလိုက်ပါလာတယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာစစ်ကောင်စီရဲ့ရန်အောင်မြေဖျားကုန်းတပ်စခန်းကလက်နက်ကြီး 60မမတွေကိုပြစ်ကူပေးပြီးတော့ဆက်စီဖုံးကြီးเจ้าမှာတဆွဲနေတဲ့စစ်တပ်နဲ့ကပ္ပစ30ကလည်းစစ်ကူစစ်ကား၄စီးထွက်လာခဲ့တယ်လို့သိရပါဗျ။နှစ်ဖက်ညှက်ပြီးတော့စစ်ကူလာတဲ့အတော့နယ်မြေရှင်းလေးလောက်ရမှာလက်နက်နဲ့အလောင်းများကိုတင်းစီမှုများမလုံနိုင်တော့ဘူးလို့သိရပါဗျ။၎င်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်က14ဦးသေဆုံးပြီးဗိုလ်ကြီးတအုပ်အပါဝင်အများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အရှိုချင်းကာကွယ်ရေးတပ် ACDF ကလည်းရဲဘော်တအုပ်မစိုးရင်ကဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာရှိတဲ့ကျေးရွာ၅ရွာကိုအကြမ်းဖက်ဆက်တပ်ကမိရှုဖျက်ဆီးသွားတဲ့အတွက်စာတင်ကြောင်းအပါအဝင်နေအိမ်136လုံးပြာကျခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ73ရက်နေ့ကစတင်ပြီးတော့ပခုတ်ကူမြို့နယ်နဲ့ကမ္ဘာမြို့အဆက်ကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်ဆက်တပ်ကကျေးရွာ၅ရွာကိုမိရှုဖျက်ဆီးခဲ့ပြီးတော့စာတင်ကြောင်းအပါအဝင်နေအိမ်136လုံးမိလောင်ပြာကျခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တပ်ကမိရှုဖျက်ဆီးမှုကြောင့်ရွာသားအေးကျေးရွာကနေအိမ်23လုံးရေမြကျေးရွာကန ေအိမ်ရှစ်လုံးပြည့်အိမ်ကြီးရွာကနေအိမ်တစ်လုံး ဝါကျွန်းတွင်ကြေးရွာကစာတင်ကျောင်းနဲ့နေအိမ်23လုံးရေလာကြီးကြေးရွာကနေအိမ်89လုံးတို့မိလောင်ပြကြခဲ့ရတယ်လို့သိရပါတယ်။ပခုတ်ကူမြို့နယ်ရေလာလေးရွာစစ်ခွေးနဲ့ပြူခွေးအထိုင်စခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက်မှာစစ်တောင်းထိုးလာတဲ့စစ်ခွေးတွေကကြေးရွာ9ရွာကိုမိရှုပ်ဖျက်ဆီးခဲ့ပါတယ်။စစ်ခွေးတွေမိရှုပ်ဖျက်ဆီးလို့ကြေးရွာ9ရွာကနေအိမ်135လုံးနဲ့စာတင်ကျောင်းတစ်ကျောင်းမိလောင်ပြက်ဆီးခဲ့ရတယ်လို့ဒေသတွင်းတွန်လိုင်းတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာပြည်သူပိုင်ပစ္စည်းအများ ပြားကိုလည်းလူရခိုးယူသွားတယ်လို့သိရပါတယ်။ဒီဇင်ဘာလ17ရက်နေ့မနက်6နာရီခန့်မှာပခုတ်ကူမြို့နယ်ရေလာလေးကြီးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတိစခန်းကိုအမတ်ရှိစစ်ကြောင်းကဥဆောင်ပြီးတော့တော်လိုင်းတပ်ဖွဲ့များပူးပေါင်းပြီးဝင်ရောက်စီးနှင်းတိုက်ခိုက်ရာအပြလာပြစ်ခတ်မှုတိုက်ပွဲတနအီကျော်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်သား6ဦးတေဆုံးက9ဦးကိုအရှင်ဖမ်းမိပြီးတော့လက်နက်ဆက်ရှက်လန်းနဲ့ခဲရအများပြားကိုတင်းစီရရှိခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းအတွင်းမှာရှိတဲ့ကမ်းခြေများဖြစ်တဲ့ချောင်းသာနဲ့ငွေဆောင်ကမ်းခြေတို့မှာနှစ်တက်ကူရုံးပိတ်ရကာလာများအထွတ်ဒီဇင်ဘာလတတိယပတ်ကစတင်ပြီးတော့ဟိုတယ်အခန်းများအလုံးဟိုတယ်ဘိုကင်တွေပြည့်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချောင်းသာနဲ့ငွေဆောင်ကမ်းခြေတို့မှာစုစုပေါင်းဟိုတယ်လိုင်စင်နဲ့ဖွင့်လှစ်ထားတဲ့ဟိုတယ်စုစုပေါင်း30ကျော်ရှိပြီးတော့အလုံးအခန်းဘိုကင်တွေပြည့်နေပြီဖြစ်ကဧည့်သည်များလာရောက်လဲပတ်မှုဟာနှစ်ကူရုံးပိတ်ရများမှာ ပုံမှန်နှစ်ဆင့်လာလိရှိတဲ့အတိုင်းပဲဖြစ်တယ်လို့ဒေသခံများကပြောဆိုထားပါတယ်။ချောင်းသာမသာမကား နှစ်တိုင်းဒီရက်ဆိုရင်ဧည့်သည်ကပြေးပါတယ်တချို့ဆိုအခမ်းမရတော့လို့ဖုန်ကြီးကြောင်းတွေရွာတွေကအိမ်တွေကိုငှားပြီးတော့နေတာတွေတောင်ရှိတယ်လို့ချောင်းတာမျိုးကံအသက်30ကျော်အရွယ်အမျိုးသမီးတူကပြောပြထားပါတယ်ချောင်းတာနဲ့ငွေဆောင်ကမ်းခြေလို့မှနှစ်စဉ်တရင်ကျွတ်နှစ်သက်ကူတကြံနဲ့ရုံးပိတ်ရက်ရှိများမှတက်ခုကမ်းများနဲ့ဟိုတယ်များအခမ်းအားလုံးပြည့်လျက်ရှိကြောင်း၎င်းကပြောဆိုထားပါတယ်ဧည့်သည်အလာများတဲ့အခုလိုမျိုးယာတီမှာချောင်းတာနဲ့ငွေဆောင်ကမ်းခြေများမှရှိတယ်တက်ခုကမ်းနဲ့ဟိုတယ်များရဲ့အခမ်းကဈေးနှုန်းများဟာလဲပုံမှန်ထက်နှစ်ဆမြင့်တက်သွားတယ်လို့ဒေသခံများ များစီကသိရပါတယ်ဒေသခံတွေကလည်းအခုရက်ပိုင်းကိုပဲအားထားပြီးတော့ဈေးရောင်းရတာဧည့်သည်အလားများရင်ဈေးရောင်းကောင်းတယ်ဘာပဲရောင်းရောင်းအားလုံးရောင်းကောင်းတယ်အဲ့ဒီလိုမျိုးပဲအခန်းကားတွေကလည်းအရင်ကပုံမှန်တသိန်းအခန်းဆိုရင်အခုရက်မှာနှစ်သိန်းအဲ့ဒီလိုဖြစ်သွားတာအဲ့လိုဖြစ်သွားလဲအခုရက်ကအခန်းနေပြည်တာပဲလို့ချောင်းသာဒေသကဈေးရောင်းချတဲ့အသက်40ကျော်အရွယ်အမျိုးသမီးတဦးကရှင်းပြထားပါတယ်။ဂွားမြုံနယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့်အခုနှစ်ကူးရုံးပိတ်ရများမှာဧည့်သည်များ ထိတ်လန့်ကြောက်ရွံ့ပြီးတော့လာရောက်ခြင်းမရှိမှာကိုဒီသမားလာဇမ်းပိုင်းအတွင်းမှာစိတ်ပူခဲ့တော်လေလာလေလောက်ကစတင်ပြီးတော့အခန်းများပြည့်တဲ့အထီကိုဧည့်သည်များလာရောက်လဲပတ်မှုများရှိနေကြောင်းတရင်ရရှိပါれခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါれခမောင်း